ဒေသမှာဝီမီသားစုအနေနဲ့ကိုပိုင်ရာဇဝတ်ကိုင်းထူထောင်နိုင်မှုအတွက်မြန်မာစစ်တပ်ရဲ့ပံမိုးကူညီမှုကိုတုံ့ချခဲ့တယ်လို့ကုကနေကြဆောင်တက်ကောင်းဆောင်ဟောင်းဝေဆန်းရဲ့ထွက်ဆိုချက်ကိုတရုတ်ဆိုရမီဒီယာ CCTV ကဖော်ပြပါဗျ။ဝီမီသားစုအနေနဲ့ကိုကန့်ဒေသမှာအာနာစတင်ရလာခဲ့တဲ့2009ခုနှစ်ကလေးကကိုပိုင်ရာဇဝတ်ကိုင်းထူထောင်မှုကြိုးပမ်းခဲ့တာဖြစ်ပြီးမြန်မာစစ်တပ်ကကိုကန့်ဒေသထိန်းချုပ်ရေးကောင်းစဉ်အောင်မှာလက်နက်ငွေအားထောက်ပံ့ပေးခဲ့တဲ့နေကြဆောင်တက်တွေကိုအသုံးပြုပြီး ဒီတရားဝင်လုပ်ငန်းတွေကိုလုပ်ကင်ခဲ့တာလို့လဲဆိုပါတယ်လက်ရှိမှာတရုတ်ဘက်ကစစ်ဆေးမေးမြန်းမှုတွေလုပ်နေတဲ့ဝေမီသားစုကဗိုလ်မှူးကြီးဝေဆန်းဟာ2006နဲ့ကြားဆောင်တက် PGF မှာအာနာရှိဆောင်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီယာတို့ကနေငိမ့်စားယူခဲ့ပြီးနေကြားဆောင်တက်အကြံပေးနဲ့ကြီးကြပ်ရေးဖွဲ့ခေါင်းဆောင်ဖြစ်ဆက်လုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဖိုင်မခန်ရခင်အထိစစ်တပ်နဲ့ဆက်ဆံရေးရှိခဲ့ပြီး2023ခုနှစ်စက်တဘာ9ရက်နေ့ကကုကန်တီတာကပြည်သူစစ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံပွဲမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။ဝီမီသားစုဟာကုကန်တီတာထဲမှာစီအိုစာရှိဆုံးဖြစ်တယ်လို့လဲဆိုပါရယ်။ဝီမီသားစုရာဇွေကိုင်းကကျွလွန်ခဲ့တဲ့ရာဇွေမှုတွေဟာနိုင်ငံတော်ခွင့်ပြုချက်နဲ့လှုံ့ဆော်ခဲ့တာလို့လဲတရုတ်ရာရှိတွေကသူတို့စစ်စစ်တွေးရှိချက်တွေကိုကိုးကားပြီး CCTV သတင်းဌာနမှာဖြေဆိုထားပါရယ်။ ုံကြားရှင်ဦးဆောင်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကို2009ခုနှစ်မှာစစ်တပ်ရဲ့ဩဇာကံနဲ့ကြားဆောင်တဲ့ BGF အသွင်ကူးပြောင်းမှုမြန်မာစစ်တပ်ကဖိအားပေးခဲ့ပေမဲ့ဦးဖုံကြားရှင်ကတော့လက်မခံခဲ့ပါဘူး2009ခုနှစ်ကိုကန်တိုက်ခိုက်မှုကိုဦးဆောင်ခဲ့သူဟာအဲ့ဒီတုန်းကအမှတ်နှစ်စစ်စင်ရေးထူးဖွဲ့မှုကာဆာတာနှင့်ဒုတိယပူချုပ်ကြီးစစ်နယ်တာဝန်ထမ်းဆောင်ခဲ့တဲ့စေကောင်းဆောင်မင်းအောင်လှိုင်ဖြစ်ပါတယ် အဲ့ဒီနောက်မှာတော့စေကောင်းဆောင်တွေဟာငွေစည်းဝါနဲ့လက်နက်ဆက်ယုံတီထောင်နေဆိုတဲ့ဆွဆွဲချက်တွေနဲ့အထောက်ကူကူနေစုံလာမှာဥဖုံကြားရှင်ရဲ့နေအိမ်ကိုစီနင်းခဲ့လို့ဥဖုံကြားရှင် သူ့မိသားစုနဲ့အဖွဲ့ဝင်တွေတင်းဆောင်ခဲ့ရတာပါစစ်တပ်ကကိုကန့်ဒေတာကိုတင်ပိုက်ပြီးတဲ့နောက်မှာတော့ဝေလီယိုမီနဲ့ပယ်မိသားစုတွေကိုကိုကန့်ဒေတာထဲမှာနိုင်ငံရေးစီရေးစီးပွားရေးလုပ်ပိုင်ခွင့်အာဏာတွေပေးပြီးအုပ်ချုပ်စေခဲ့တာလည်းဖြစ်ပါတယ် မိသားစုအနေနဲ့လုံပိုင်ခွင့်အာဏာတွေရခဲ့တဲ့2009ခုနှစ်ကတည်းကဥယျာဉ်ဆောင်32ခုကိုထူထောင်ခဲ့ပြီးဒီဥယျာဉ်ဆောင်တွေထဲမှာလောင်းကစားရုံတွေ KTV နဲ့ကလပ်လုပ်ငန်းတွေပြည်ထစာရုံတွေအွန်လိုင်းဝင်လေလုပ်ငန်းတွေဖွင့်လှစ်ခဲ့ပြီးမြို့ရေးရောင်းဝယ်လုပ်ငန်းတွေလူကုန်ကူးမှုလုပ်ငန်းတွေကိုလုပ်ကင်ခဲ့တယ်လို့လည်းရုပ်ပြည်သူလုံခြုံရေးဝန်ကြီးဌာန MBS ကဆိုထားပါဗျ2018ခုနှစ်မှာတော့အွန်လိုင်းဝင်လေလုပ်ငန်းတွေကနေငွေရှာဖို့လှုံ့ဆော်လာခဲ့ကြတာလို့လည်းပြောပါဗျ ဒါအပြင်ဝေယာဇွေးကိုင်းနဲ့ငွေလိန်လုပ်ငန်းတွေအတွက်အတင်းကျပ်လွင်ရစုဆောင်တာလွင်ရသုံးလိန်လေတာနဲ့ဒီလုပ်ငန်းတွေကိုလက်နက်ကင်ထိန်းချုပ်တာတွေပါဝင်တယ်လို့လည်းဖော်ပြပါဗျ။ဒီလုပ်ငန်းတွေအတွင်းကဝန်ထမ်းတွေကိုရိုက်နှက်နှိပ်စက်တာဖမ်းဆီးတပြက်တာတွေလည်းလှုပ်ဆောင်ခဲ့ပြီးဝေယာဇွေးကိုင်းကြောင့်တရုတ်နိုင်ငံသားရှီဦးထက်မနေတေဆုံးခဲ့တယ်လို့လည်း MPS ကထုတ်ပြန်ပါဗျ။ဒီလိုတရားမဝင်လုပ်ငန်းတွေဖြစ်ကြတဲ့ငွေလိန်လုပ်ငန်းတွေကနေယွမ်9ဘီလီယံကျော်လောင်းကစားလုပ်ငန်းတွေကနေယွမ်9ဘီလီယံကျော် ပြည်စားလုပ်ငန်းတွေကနေယွမ်း19တန်းကျော်တို့ကိုဝေယဆွေကင်ကရခဲ့တယ်လို့လဲဆိုပါတယ်။ထီယာဆွေမှုတွေမှာစစ်တပ်အနေနဲ့ပူးတဲ့ပါဝင်မှုတွေရှိနေပြီးဒီလုပ်ငန်းတွေကရရှိတဲ့အကျိုးမြတ်တွေကနေမြန်မာစစ်တပ်အနေနဲ့သူတို့ရဲ့စီရေးလှုံ့ရှားမှုတွေမှာအသုံးပြုဖို့ရန်ဝငွေဝေစုတွေရရှိခဲ့တယ်လို့လည်းပြောထားပါဗျ။ဒါအပြင်မြန်မာစစ်တပ်ရဲ့အစစ်မြေအရာရှိကြီးတွေဘိုးချုပ်ကြီးတွေပါဝင် ပတ်သက်မှုတွေရှိနေတယ်လို့လည်းကနဦးထွက်ခဲ့တဲ့တရုတ်သတင်းတွေမှာဖော်ပြခဲ့ပါဗျ။ မြန်မာပြည်မြောက်ပိုင်းကရာဇဝတ်မှုတွေနှိမ်နေကောင်းစင်အောင်ကနေတရုတ်စိုးရကလူရှိခဲ့ပြီးဖမ်းရန်ထုတ်ခံထားရတဲ့ကိုကန့် BGF ကောင်းဆောင်ဝေဆန်းအပါအဝင်ဝီမီသားစုရာဇဝတ်ခိုင်းတဲ့ဆက်ဆက်သူတွေကိုစစ်တပ်ဘက်က2024ခုနှစ်ဇန်နဝါရီမှာဖမ်းဆီးပြီးနေပြည်တော်ကနေတရုတ်ဘက်ကိုလွှဲပြောင်းပေးခဲ့တာပါဝီမီသားစုဟာစစ်တပ်ကမွေးထုတ်ပေးခဲ့ပြီးကိုကန်ဒေတာရဲ့စီရင်နိုင်ငံရေးစီးပွားရေးလုပ်ငန်းတွေမှာလုတ်ပိုင်ခွင့်အာဏာတွေရခဲ့လို့တကူးထွားလာခဲ့တဲ့ စစ်တပ်ဩဇာကံကိုကန့်မိသားစုကြီး၄စုတည်းကတစုလည်းဖြစ်ပါတယ်။ကုကန့်နယ်ကြားဆောင်တပ် BGF ပြည်အောင်စုချမ်းခါရေးနယ်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ကုန်းချမ်းတက်မဲဆန္ဒနယ်ရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်မိသားစုကပါဝင်ခဲ့တယ်လို့ကုကန့်ဒေသဆိုင်ရာအုပ်ချုပ်ရေးတွေမှလည်းနေရာအသီးသီးယူထားကြပြီးဒီလုတ်ပိုင်ခွင့်အာဏာတွေကိုတုံးချပြီးရာဇဝတ်ကိုင်းကိုရက်တွေထူထောင်ခဲ့ကြတာလို့လည်းတရုတ်ဒေသအတွင်းသတင်းတွေမှာဖော်ပြပါဗျာ။